လင်းနက်စနာဝကန်တန်ကန်းစာမှာ connection type တွေကိုဖန်တီးတဲ့အခါမှာနှမျိုးဖန်တီးကြလိမ့်ရှိရပေါ့နော်ပထမနေလန်တစ်ခုက DHCP connection type မျိုးစားတစ်ခုကိုအရင်ဆုံးဖန်တီးတာပြီးရင်တော့ static ပေါ့ static connection တစ်ခုကိုလည်းဖန်တီးကြတယ်ဒါက Linux networking Linux system administration ကိုသင်ကြပြီဆိုတာနဲ့ဒီ connection အမျိုးအစားနှစ်ခုကိုတော့လူတိုင်းလုပ်ထလုပ်နိုင်ရမယ်ပေါ့နော် ဲ့တော့ Linux မှာကတော့အခေါ်ကတော့ DHCP ကို auto လို့ခေါ်ပြီးတော့ကျွန်တော် static ကိုတော့ manual လို့ခေါ်တယ်။ကားတွေမှာလို့ပေါ့ဗျာ။အဲ့တော့ DHCP မှာ auto ဆိုတဲ့သဘောက router နေပြီးတော့ auto IP assign လောက်တာပေါ့နော် router သတ်မှတ်ပေးတဲ့ IP ကိုကျွန်တော်တို့ server တွေ desktop တွေ laptop တွေအသုံးပါ manual ဆိုတာကတော့ router ကြီးကပေးထားတဲ့ router ကြီးကသတ်မှတ်ထားတဲ့ ဆက်နက်နဲ့ပေါ့နော်ကျွန်တော်တို့ကဟို IP တွေကိုကိုကိုတိုင်း manual တက်မှတ်ပေးရတာပေါ့နော်အဲ့တော့ဒီနီလန်းတွေကိုဒီနီလန်းနှစ်ခုကို Linux system administration ရဲ့ networking သင်ခန်းစာတွေမှာသင်ကြားရလေးရှိပါတယ်အားလုံးကျေးဇူးတင်ပါတယ်